နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အခု2025ခုနှစ်အတွင်းကမ္ဘာတဝန်းမှာသတင်းထောက်68ဦးကပ်ဖြတ်ခံခဲ့ရတယ်လို့နေစီမချာသတင်းထောက်များအဖွဲ့ RSF ကဒီဇင်ဘာလ9ရက်နေ့အင်္ဂါနေ့သတင်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ကပ်ဖြတ်ခံရတဲ့မီဒီယာသမား68ဦးအထက်မှာအနည်းဆုံး53ဦးဟာစစ်ပွဲဒါမှမဟုတ်ရာဇဝတ်မှုကွန်ရက်တွေရဲ့တားကောင်တွေအဖြစ်နဲ့တပ်ဖြတ်ခံရတာဖြစ်တယ်လို့ဆိုပါတယ်။ အခုနှစ်အတွင်းကမ္ဘာတဝန်းသက်ဖြတ်ခံရတဲ့သတင်းထောက်အားလုံးရဲ့ထက်ဝက်နီးပါးဟာအိစရေးရဲ့သက်ဖြတ်တာတွေကိုခံခဲ့ရတဲ့ဂါဇာဒေသကပါလက်စတိုင်းသတင်းထောက်တွေဖြစ်ကြပြီးအခုနှစ်အတွင်းကမ္ဘာတဝန်းသက်ဖြတ်ခံရတဲ့သတင်းထောက်အားလုံးရဲ့ထက်ဝက်နီးပါးဟာအိစရေးရဲ့သက်ဖြတ်တာကိုခံခဲ့ရတဲ့ဂါဇာဒေသကပါလက်စတိုင်းသတင်းထောက်တွေဖြစ်ကြပြီးစုစုပေါင်း53ရာခိုင်နှုန်းအထိရှိတယ်လို့ဆိုပါရယ်ပါရီအခြေစိုက်မီဒီယာလွတ်လပ်ခွင့်အဖွဲ့ရဲ့နှစ်ပတ်လည်အစီရင်ခံစာအရအခုနှစ်မှာ ကမ္ဘာတဝန်းမှာတက်ဖြတ်ခံရတဲ့တည်နှောက်အရေအတွက်69ဦးထိမြင့်တက်လာခဲ့ပြီးလွန်ခဲ့တဲ့2024ခုနှစ်မှာတက်ဖြတ်ခံရတဲ့တည်နှောက်ဥယေကတော့66ဦးရှိခဲ့တယ်လို့သိရပါဗျ။ RSF ရဲ့နှစ်ပတ်လည်အစီရင်ခံစာမှာထောင်ချခံထားရတဲ့တည်နှောက်အရေအတွက်ကိုလည်းထိသွင်းတွက်ချက်ထားပြီးတရုတ်က121ဦးနဲ့ပထမရုရှားက48ဦးနဲ့ဒုတိယမြန်မာနိုင်ငံကတော့48ဦးနဲ့တတိယနေရာမှာရှိနေပြီး ဒီနိုင်ငံတွေဟာတည်င်းလွတ်လပ်ခွင့်အနိုင်ဆုံးနဲ့အဖိနှိပ်ဆုံးနိုင်ငံတွေဖြစ်ကြတယ်လို့ RSF ရဲ့ကင်ကနန်တွေအရသိရပါတယ်။2025ခုနှစ်ဒီဇင်ဘာလ1ရက်နေ့အထိနိုင်ငံပေါင်း58နိုင်ငံမှာတည်င်းထောက်900နဲ့3ဦးဖမ်းဆီးခံခဲ့ရတယ်လို့လည်းအစိုးရခန်းစာမှဖော်ပြထားပါရှင်။